AVA 1940အခန်း19ရုံရစနစ်တကျတန်ရှင်းပြုတ်လောက်ထားသည်ဖြင့်ရှင်လင်းတက်ရက်နေသည့်ရွာလမ်းများမှာယနေ့တွင်ရွာပေါင်းစုံမှခေါင်းဆောင်များစုဝေးမိအစည်းအဝေးရှိနေကြောင်းပေါ်လင်းနေ၏ရွာထိပ်နတ်စင်ရှိကွက်လက်တွင်ငပြောပင်များကိုဖြန့်ခင်းထားသည်ငါပြောရများပေါ်တွင်ဖက်နှစ်ထုံထားသည့်ဟွန်နောင်းဒီခေါ်ဟင်းမောင်းတို့များကအစီဟီဟွန်နောင်းဒီသည်လာဟုတို့၏ပွဲများတွင် မပါမဖြစ်ရိုးရဟင်းဖြစ်သည် ထိုဟင်းသည်ဝတ်သားသို့မဟုတ်အသားတမျိုးမျိုးကိုဟာကြောင်ခေါ်သောဇီးပြူကောက်ဂျူးမြင့်နန်းနံမင်းကျွတ်တုံမိတ်စသည့်ဟင်းခတ်အမွေးကြိုင်များရောတော့ကစင်းကောလှုပ်ပြီးဖက်ပြေထုတ်ပေါင်းထားခြင်းဖြစ်သည်ဟွန်တော်နီဟင်းတို့များခင်းသားသည့်ပတ်ချာလဲတွင်ကိုယ်၁၈ရွာမှရွာလူကြီးများအသည်းသည်ရောက်ရှိနေရာယူလိုက်ကြသည်ပုံမင်းသူရင်စောနှင့်အတူကုန်းနယ်အိနားလဲ တောင်ဘက်ရွာများစီမှနာမည်ကျော်ကာလာသားခေါင်းဆောင်များဖြစ်သည့်ငနက်ငက်ကတ်ညီနောင်တို့လည်းပါလာကြ၏ဘာသာရေးခေါင်းဆောင်များဖြစ်သောတိုးဘုံများမှနတ်စင်ဤအောက်ဖက်တွင်တန်းစီကထိုင်လိုက်ကြသည် မကြာမီကမ်းပလွေကြီးကိုမှုတ်လိုက်သည့်အတန်ထွက်လာ၏အစီအဝေးစတင်ကြောင်းအချက်ပေးသံပင်အဖိုးကိုကြဘိုးကမတ်တက်ရက်ခါနတ်စင်တွင်တင်လာသော ပြားဖြောင်းနိုင်ကိုထုံးကြီးလိုက်၏ရွာလူကြီးများအားလုံးကဘုံမင်းပြောတာကိုသဘောတူကြပါ၏ ကျွေးရသားတွေကလည်းပဲသဘောတူကြပါတယ်အဖိုးကိုကျဘိုးကြီးစကားကိုဗိုလ်မင်းသူရင်စောကခေါင်းညိတ်လိုက်သည်ဟုတ်ပြီကျုပ်တို့အားလုံးစစ်တိုက်ကြမဲ့သူတွေဆိုတော့ထုံးစံအတိုင်းတစ္ဆာရီတော့တောက်ကြရလိမ့်မယ်တစ္ဆာရီမတောက်ခင်ခမရိုးရဲ့ခေါင်းဆောင်ကိုရွေးချယ်ဖို့လိုလိမ့်မယ်အဖိုးကိုကျဘိုးကဝါးစည်းတံကိုတခြားဖွာလိုက်၏ ခေါင်းဆောင်နေရာကိုနှစ်ယောက်ယာထားတာရှိတယ်။ကုံနယ်အိမ်နဲ့ငနက်ပါ။နှစ်ယောက်စလုံးဟာကိုယ့်လူငယ်တွေအကြားမှာဩဇာညောင်းပါတယ်။ကုံနယ်အိမ်ကငငယ်ကလေးကပွဲကြောင်းသားဖြစ်လာတယ်။တိုင်းပညာနဲ့စစ်တိုးစစ်တပ်တွေလည်းတင်လာတယ်။ငနက်ကတော့တနင်္ဂနွေမင်းလက်ထက်အင်းဝစစ်တပ်ဇင်းမဲ့ကိုခြိတတ်တဲ့အခါမင်းသားမောင်ပြည့်လက်အောက်မှာသွေးတောက်ကြီးအဖြစ်စစ်မှုထမ်းခဲ့ဦးတယ်။သူတို့နှစ်ယောက်ကိုပထမခေါင်းဆောင်နဲ့ဒုတိယခေါင်းဆောင်အဖြစ်ရွေးချယ်ရပါလိမ့်မယ်။အဲ့ဒါတော့ဘုံမင်းပဲဆုံးဖြတ်ပါ။ ဘုံမင်းသူရင်စောကအတန်ငယ်စဉ်းစားနေသည်ကုံနေအိမ်ကကျုပ်လူဖြစ်နေတော့ပြောရခက်တယ်ဒါပေမဲ့ကုံနေအိမ်ကကျုပ်လူဆိုတာကို မေ့ထားပြီးကျုပ်စဉ်းစားတာကိုပြောကျင်တယ်ပြောပါဘုံမင်းဘုံမင်းသဘောပါကျုပ်တို့ရင်ဆိုင်ရမှာကအင်းဝါစစ်တပ်ကအင်းဝါစစ်တပ်ကိုရင်ဆိုင်တဲ့အခါမှာအင်းဝါစစ်တပ်မှာသွေးတောက်ကြီးအစင်းနဲ့စစ်မှုထမ်းခဲ့မှုတဲ့ငနက်ကခေါင်းဆောင်နဲ့ဆိုရင် တစ်ဖက်ကကျုံးတို့ကိုအထင်သေးပါလိမ့်မယ်။ငနက်ကိုအင်းဝါစစ်တပ်တွေကတီကျွမ်းနေတဲ့လူတွေလည်းရှိကြမှာပါ။စစ်ရဲ့သဘောမှာတံမိုးတွေရဲ့တိန်နကဗျူဟာအရေးပါသလိုအောက်ခြေကတိုက်မဲ့စစ်သားတွေရဲ့စိတ်ဓာတ်ကအရေးအကြီးဆုံးမှာငနက်ခေါင်းဆောင်နဲ့ကိုယ်တွေကိုတိုက်ခတ်ရတာဟာသွေးတောက်ကြီးအဆင့်ကိုတိုက်ရတာလို့သူတို့မြင်တဲ့အခါအကြောက်လန့်နေပြီးစိတ်ဓာတ်တက်ကြွနေပါလိမ့်မယ်။ ဒီတော့သူတို့မသိဘူးမမြင်သေးဘူးတဲ့ကုန်းနေအိမ်လိုလူကခေါင်းဆောင်နာမျိုးကိုကြောက်ကပို့သဘောကြတယ်ကုန်းနေအိမ်ဆိုတာဘယ်သူလဲဘရင်ကိုတော့အန်တုတဲ့သူခါမင်းလောင်းလားဒီလိုမျိုးတစ်ဖက်တပ်သားတွေရဲ့စိတ်ဓာတ်ကိုဒရီယာဖြစ်အောင်လုံနိုင်တာဟာကျုပ်တို့အတွက်အားသာချက်တခုဖြစ်လာနိုင်ပါတယ်အားလုံးတိတ်ဆိတ်သွားကြသည်ကျုပ်ကုန်းနေအိမ်ကိုခေါင်းဆောင်ဖြစ်သဘောတူတယ်ငနက်ကလက်တစ်ဘက်ကိုမြောက်ကပြောလိုက်ဤထိုအခါမှအားလုံးကပြုံးပြုံးရွှင်ရွှင်ဖြစ်သွားကြသည် ဒါဆိုကိုရင်ကနက်ကဒုရယကောင်းဆောင်အဖြစ်တာဝန်ယူပေးပါဘုံမင်းသူရင်စောဤစကားကိုငနက်ကခေါင်းငိတ်လိုက်သည်ကဲဒါဆိုခေါင်းဆောင်တွေလည်းရပြီဆိုတော့တစ္ဆာကြီးတောက်ဖို့လုံးကြမယ်နားလဲကအသင့်ယူဆောင်လာတော့ရုံးပလောက်ကိုဘုံမင်းသူရင်စောဤရှေ့တွင်ခြာပေးလိုက်သည်ဘုံမင်းသူရင်စောကဓမြောင်တချောင်းကိုထုတ်ကတစ္ဆာကြီးတောက်ကြရင်စီစဉ်ကြသည်တစ္ဆာကြီးတောက်ပြီးသည့်အခါအသင်းစိတ်အစီအစဉ်များကိုဆွေးနွေးတိုင်ပင်ကြသည် ူရံများအတွင် ရွာအသီးသီးမှ အာကောမောင်းတန်ယောက်ျားမှန်သမျှမှာဒါဒူးလေအဲမောင်းလန်ရှိလျန်လျင်စီတို့ကိုစူဆောင်းကစည်ရေးလေးကျင်ကြသည် ရှိသည့်ငွေစားများစူဆောင်းကအင်းဝမျိုးတို့တက်ပြီးရန်စိမ်းများကိုမောက်ကိုဝယ်ယူကြသည်ဒူးလေများလက်လုံတလက်များပြင်ဆင်ကြသည်ကုံနေအိမ်နှင့်ငနက်တို့ဦးစီးပြုကရွာအလိုက်ခေါင်းဆောင်များဖြင့်အင်အားစုဖွဲ့ထားကြသည် အမျိုးသမီးများနဲ့တက်ကြီးဝယ်ဦးများကစံကောင်းချင်းတို့ဖြင့်ရိတ်ခါကြောင်များကိုအဓိကပြုလုပ်စူးစောင်းကြသည်။နာလဲမှာကိုယ့်အမျိုးသမီးတို့၏ခေါင်းဆောင်ဖြစ်လာ၏။မိုးရာသီကကုံဆုံးတော်မီဖြစ်သည်။အင်းဝါရှိအတဲဝုံဤရုံးဒီလဲမင်းတိုင်းဆန္ဒမှုကိုပြက်ကွက်လျက်ရှိသည်မတရားအုပ်ဖို့ကိုယ့်လူမျိုးများကိုအေးအေးယူရန်စီစဉ်လျက်ရှိသည်ကတဲ့ဝုံလောက်အောင်မှစရေတော်ကြီးငထိန်တို့ဥဆောင်သောအင်းဝါရဲတပ်တစ်ခုသည်မကြာမီကိုယ့်လူမျိုးများစီတို့ရောက်ရှိလာကြတော်သည် ထိုအချိန်တွင်ရွာတွင်ယောက်ျားသားဟုသမျှမတွေ့ကြရတော့အိုမင်းမစွမ်းသည့်တက်ကြီးရွယ်အိုများမိမသားများနှင့်ကလေးငယ်များသာကြံရဲတော်သည် အင်းဝတက်စုတစုချီတက်လာသည့်ကြားသည်နှင့်တူရင်စော ကုံလန်အိမ်တို့ဦးဆောင်သည့်ယောက်ျားသားများမှာမတရားအနောက်ဘက်တောင်နှမ်းများစီသို့ခြေရာဖြောက်ကာခိတတင်းချောင်နေကြတော်သည် စေရော်ကြီးသည်ခရီးပန်းလာခြင်းနှင့်အမျက်ဒေါသတို့ရောရှက်နေသည်သူရှိတွင် ထိုင်နေသောအမျိုးသမီးကိုစူးစိုက်ကြည့်နေ၏ နင်းတို့တွေအားလုံးကယောက်ျားတွေကတောတဲ့တက်မီးဝေဖုန်နေကြတယ်ဆိုတာအမှန်ပဲလားနားလဲကစရေးကြီးကိုခေါင်းပေါ်ကကြည်လိုက်သည်အဲ့ဒီလိုပြောသွားကြတာပါပဲရှင်ဘီရင်ကနှိမ့်ဆက်လုံးတော့မင်းနိုင်ဆက်လုံးမှုကိုကြည်ဖို့လုံးကြရတာပါဒဲကောင်းပါအရင်ဆိုင်မှာနန်းတော်မင်းမူလန်းကိုစကားပြောရင်ဖျားထူကြီးပြောရတယ်နင်းနားမလဲဘူးလားနာလဲကတခုံးမှပြန်မပြောပဲစရင်ကြီးဤပိန်ချောင်ချောင်မျက်နာကိုသာစူးစူးဆိုင်ဆိုင်ကြည့်နေသည် တကြီးတွေရောဘတ်မလဲဒီရွာဆက်ရွာလုံးတကြီးတွေဘတ်မလဲသူတို့လည်းမီးသွေးဖုတ်လိုက်သွားကြတယ်ဒီရွာအားလုံးမှာငါးခေါင်းဆောင်ပဲဟာကမင်းမကျွန်တော်မျိုးမလို့ပြောင်းပြောစံထွီတီးမှုနမ်းမှုရနဲ့ဝေးတဲ့အရင်ဆိုင်တွေကျုံကကျုံလို့ပြောတတ်ကြဟဲ့စရေတော်ကြီးဒရွေးဆံများက နာလဲဤမျက်နာပေါ်တွင်ဖွာထွက်သွားသည်ကဲဘယ်မလဲမင်းတိုင်းဆက်နံမှုအခုပေးစရာမရှိဘူးဘာ ငါတို့မှပေးเสียဘာမှမရှိဘူးအကုန်ငတ်နေရတာကြာပြီနင်တို့ရှင်မင်းကိုဘာမှမပေးနိုင်တော့ဘူးစေရော်ကြီးမှာဒေါသထွက်လုံးတဲ့ပြင်အသားများတဆက်ဆက်တုံနေစီသို့တော်ဘေးဘက်ဝင်းကျင်တို့ကြည်လိုက်သည်တရွာလုံးမှာအမျိုးသမီးများတက်ကြီးရွယ်ဦးများကသူ့ကိုစူးစိုက်ကြည်လင်ကြသည်ကိုတတိထားမိလိုက်အခြေအနေမှာပုံမှန်မဟုတ်မှန်စေရော်ကြီးတတိထားလိုက်မိသည်ဟေးဒီတပေါက်မောက်နှောက်ရိုးတယ်စမ်းရဲမှန်များက နားလဲကိုခက်ချမ်းချမ်းတုံအောင်လိုက်ကြ၏ ဘရင်ခွန်တော်ကိုပေးဆောင်မှုညင်းဆန်တာဟာနန်းတော်ကိုပုံစားပုံကန်နဲ့ပြစ်မှုမြောက်တယ်။တင်ပဇက်ကပြောထွက်တဲ့စကားတင်တာဝန်ယူရမယ်။ကဲအားလို့မယ်။သူ့ကိုငါတို့ဖမ်းခေါ်သွားပြီ။မင်းတို့ယောက်ျားတွေပြန်လာတဲ့အခါမှာမင်းတိုင်းစနစ်မှုကိုမျိုးတော်ကတိဝန်စီကိုကိုရိုင်းလာချေပါလို့ငါအမိတ်ပေးတယ်။မဟုတ်ရင်တော့ဒီကောင်မလူတရွာလုံးသဘုံအပြစ်တတ်မှတ်ပြီးမီးတိုက်ခံရမယ်။နားလေလား။ထွီး ်နားလဲကစရေတော်ကြီးရှေ့သို့တရွေးကိုထွေးလိုက်သည်ကျွန့်ရိုင်းမှာစရေတော်ကြီးကနားလဲဤဝမ်းပိုက်ကိုအားနှင့်ပြေးကန်လိုက်ရာခွေကနေညွတ်ကြသွား၏အဲ့ဒီငါစကားတခွန်းနဲ့သူတို့ကငါကိုဘရင်ကိုပုံကံမှုစော်ရတယ်ဆိုပြီးတေတံချလိုက်ကြတယ်အဲ့ဒီကိစ္စရွာကိုလည်းတွားကျင်ညာတယ်လို့ပြောတယ်ရွာမှာကလည်းလူမရှိသလောက်ဖြစ်သွားပါပြီလေစကားဆုံးတည်နေနားလဲကနာနာချင်းချင်းပြုံးလိုက်သည် ညက်ကာနက်ပြီးအချင်းခံတွင်ထုံးနာသည့်ကញင်စီမီးတိုင်းပင်ငိမ့်လူခဲ့ပြီးဘူမင်းသူရင်စောတို့ရှင်းကို၎င်းရင်တို့ကရော အချိန်မကျသေးဘူးလေလူစားတို့မှာအင်းဝစစ်တပ်ကြီးကိုခုခံတိုက်ဖို့မပြည့်စုံသေးဘူးလို့ဘူမင်းသူရင်စောကယူဆတယ်မကြခင်မှာမဏိပူရာကတိစစ်လာတော့မယ်ကတိတွေဟာအရင်တကာကလည်းအင်းဝအကိုတိုက်ပြီးလူယူဖြည့်စီးပြီးပြန်ကြတာပါပဲအဲ့ဒီအချိန်ကြီးစောက်မယ် ြီးရင်အင်းဝတ်ကိုစစ်မျက်နှာနှစ်ဖက်ဖြစ်စေမယ်လို့ဘိုမင်းသူရင်စောကပြောထားတယ်။ငါကတော့အဲ့အချိန်ကိုမှီတော့မယ်မထင်ပါဘူး။လူစားထံမှတပ်ပြင်းချတယ်တဲ့တဲ့။တို့အခန်းရှိမှကငင်းစီမိတိုင်းဒီဟုတ်ခနဲငိမ့်သွား၏။၅ရက်မြောက်နေ့ညနေဤခက်ဆွေးဆွေးနေအောင်ကြီးကတကားဝစီမှတဆင့်အကျဉ်းကန်းတဲ့သူဖြက်ခနဲဝင်လာသည်။ဖို့နောက်ရခင်ကဲ့သို့ပင်မှောင်အိုက်အိုက်ပြန်ဖြစ်သွား၏။အဖေကြီးတုတ်သည်ခေါင်ရမ်းပန်းကြီးနှစ်ပွင့်နှင့် နားတစ်ဖက်စီတွင်ပန်ကလွီဇာတို့၏အခန်းရှိတွင်မတ်တပ်ရက်နေသည်နားလဲကဖေးဤတုပ်ကိုအထိပ္ပယ်မဲစွာစိုက်ကြည့်နေသည်အချိန်ကြပြီကိုင်မာလီနင်တို့ကိုးဝဲအားကိုသာအာယုံပြူထားပြီတော့ဖေးဤတုပ်၏စကားကိုကြားသည့်အခါနားလဲမှာအလံတကြားဖြစ်သွား၏နားလဲ၏ပခုံးများကိုသူဖတ်ထားလိုက်သည်နားလဲကမတုံမလို့ တဖက်အကျဉ်းသားများစီမှအော်ဟစ်ကျိမ်းပေါင်းတံများထူးရိုက်တံများစွဲခေါ်တံများကြားနေရ၏ယနေ့နက်ရုံးချိန်တွင်နောက်ထပ်တေတံကြအကျဉ်းသားတယောက်ရှိသည်ဖြင့်ဆယ်ယောက်ပြည့်ပြီဖြစ်သည်ညာဦးပိုင်းတွင် နာလဲအပါဝင်အကျဉ်းသားဆယ်ယောက်သည်တုံတံသို့ခေါ်သွားကာသူတို့ကိုကွက်မြတ်ကြတော်မူဖြစ်သည်ငလီအထက်ဝင်ပြီးကွေးမောက်ကျိုးတယ်စံခြေတော်လက်ရောခိုင်းမစီဖေးကြီးတို့ကရှေ့ဘက်ရှိအကျဉ်းသားများစီသို့ဆက်လက်ထွက်ခွာသွားသည် လေကလွန်ကျိုးတခွေကိုကင်ကနာလဲစီတို့ရောက်လာသည်နာလဲဤခြေထောက်တစ်ဖက်မှတန်ချေခြင်းကိုဖြုတ်လိုက်၏အနာများဘလက်ဘွားနေမှုငလေကနှကောင်းရှုပ်လိုက်သည်ရီဇာက ရုပ်တရငလေဤလက်ကိုလှမ်းကင်လိုက်၏ငလေရှင့်မိမကိုရွှေနှောင်းလေးမစင်ပေးခြင်းဘူးလားလူဇာစကားကြောင့်ငလေကြောက်သွားသည်တပတ်ခမ်းမှတေတံကြအကျဉ်းသားများဤအော်ဟစ်ငိုကြွေးတံများဘကွက်သားများဤကျိန်မောင်းပြိုင်တဲ့တံများကြောင့်သူတို့အတန်ကိုမြည်သူများမကြနိုင် ်ရှင်းဘောမှာတခါမှမကင်ဘူးတဲ့ရွှေစားကိုပေးမယ်သူ့အတက်ကိုရတဲ့နီးနဲ့ကဲပေးပါလူစားကဟွက်ထားသောရွှေတုံးလေးကိုငလေးကို ပြလိုက်သည် ရှင်းကိုကျမကိုချင်းစားတယ်ရှင်ဒီဘောကိုရောက်လာတာဒီရွှေကြောင့်မဟုတ်လားဒီတခါတော့လက်လို့မခံပါနဲ့တော့ငလေးတွေ့ဝင်နေသည်လူစားကငလေး၏လက်ထဲသို့ရွှေတုံးလေးကိုထိုးထည့်ပေးလိုက်သည်ငလေးကလက်ထဲမှာရွှေတုံးကိုဖြန့်ကြည့်ကာလက်များတဆက်ဆက်တုံနေသည် ီကိစ္စဖေးကြီးတို့သိရင်ဒီရွှေကိုသူသိမ်းသွားလိမ့်မယ်ရှင်မဲယူပါပြီးတော့သူ့ကိုကယ်ပါကျမရှင့်ကိုယုံတယ်လူစားဘာလုပ်တာလဲနင့်ကနင်သိမ်းတာဒီကောင်လေးကိုနင်ယုံလားသူ့ကိုကျမယုံတယ်သူကနွားကိုဆိုပြီးပါးမှာအေးခံထားရပင်မယ်သူ့မိမကိုချစ်လွန်းလို့ဖြစ်သွားတာပဲသူဟာလူကောင်းတစ်ယောက်ပါနားလေနားလေကလူစားကိုနားမလဲသလိုဖြစ်မျက်မှောင်ကျုပ်ကြည့်နေသည် ငလေရှင့်ကိုယုံနေဒီရွှေဟာရှင်နဲ့ထိုက်လို့ရှင်ရတာသူ့ကိုကယ်ပေးပါနားလဲကိုကယ်ပေးပါငလေကရွှေစားကိုပစိုးခပုံထဲကိုအမြန်ထိုးထည့်လိုက်သည်ထို့နောက်နားလဲခြေလက်များကိုခတ်တော့တော့တုံးတောင်ကအခန်းတွင်းမှဆွဲထုတ်သွား၏လူစားနေမသေးဘူးဆိုရင်မတရားအုပ်ဖို့ကိုရောက်အောင်သွားပါငါ့အကူကိုငါသူ့လက်ထဲရဲရုံးအသေးခံသွားတဲ့အကြောင်းကိုပြောပေးပါ ရှင်မသေးပါဘူးနားလဲ လူဇာကငလေးကိုအတိတ်ကပါသောအကြည့်ဖြင့်ကြည်ကပြောလိုက်သည်။နာလဲကခံစားချက်ကင်းမဲ့သောမျက်နှာဖြင့်လူဇာကိုနှုတ်ဆက်သွားခဲ့သည်။တေရန်ကြအကျဉ်းသားများ၏ထိတ်လန့်တုန်လှုပ်မှုများသည်အခြားအကျဉ်းသားများကိုပါကူးဆက်စေခဲ့သည်။အကျဉ်းတော်တစ်ခုလုံးထိုညက်နေတွင် ထိတ်လန့်ခြောက်ခြားမှုများငိုကြွေးတံများနှင့်ဘကွက်သားများကမူထိုကဲ့သို့နေများကိုအထူးပျော်ရွှင် တက်ကြွတက်ကြသည်။ ်အဘဲကြောင့်ဆိုသောထိုတို့တုံတင်ရသည့်နေများတွင် ဖေဤတုတ်ကသူတို့အားအရက်ငါအိုထုတ်ပေးတတ်သောကြောင့်ဖြစ်သည်ညမောင်လာသည်နှင့်ဖေဤတုတ်သည် ထမ်းမှုရွက်တွင်ကိုမျက်မိစင်းကိုရေးမှတ်ကတိုက်ဆိုင်စစ်ဆေးနေသည်နာလဲအပါဝင်အကျဉ်းသားများမှခြေလက်များနှင့်လယ်ပင်များတွင် ကျိုးများဖြင့်ခိုင်မာစွာချီနောင်ခံရရ၏ခနာကြာတွင်ကြေးတိုက်ဝန်မှတနက်ကင်စစ်တီလေးဦးရောက်လာသည်ကိုမြတ်မှုကို တာဝန်ယူမိပကွက်သားလေးဦးကိုဖေးဤတုတ်ကရွေးချယ်ပေသည် ထိုအထဲတွင်ငလီပါမလာခဲ့ငလီကစိတ်ကိုဒုံလုံးချလိုက်ပြီ ဖြစ်သည်မကြာမီအကျဉ်းတော်တကားပွင့်သွား၏ရှေ့ဆုံးမှတနက်ကင်စစ်တီများ၏လဲထွက်ခွာလာသည်လဲနောက်တွင်အကျဉ်းသား၁၀ဦးကိုလဲပင်တွင် ကျိုးများတန်းကခေါ်ဆောင်လာ၏စစ်တီများကလဲပေါ်မှတနက်များဖြင့်ချိန်နှားကြသည်ပတ်လည်တွင်လဲကွမဲ့မှုကိုတောင်းယူမိပကွက်သားကြီး၄ဦးက ပိတ်သည်းသားကြီးများဝရင်တို့များကင်ကခြံရန်လိုက်လာကြ၏ နောက်ဘက်တကားမှမျိုးပြင်တုတ်တန်တို့သူတို့ဥတီလာကြသည်တုတ်တန်ကပိမ့်ပိတ်နေအောင်မှောင်နေ၏ပကွက်သားတို့ကဇရက်ပေါ်သို့တက်ခါမီးတုတ်တစ်ခုကိုယူလာ၏တဦးကမိကြီးစုံနှင့်ဒုတ်တန်တွင်လဲမှုထက်က မီးခတ်၏ထို့နောက်မီးတုတ်ကိုထုံးကြီးလိုက်သည် မီးလင်းအောင်အောက်တွင်တူးထားသောကျွင်းကြီးတစ်ခုကို တွေ့ရသည်ဝိုင်းရင်ပကွက်သားခေါင်းဆောင်ကကျင်းကိုတေးချအကဲခတ်လိုက်သည်ဒီတခါတိန်လုံးနေသလား တိတ်နေဟေးမြန်မြန်ကိစားဖြတ်ပြီးအေးတာပဲဒါမှမြန်မြန်ပြန်ပြီးဒကန်တော့ရမှာဒကန်တို့သည်ဆိုသည့်စကားမှာအရက်တောက်ချင်းကိုညောင်ရမ်းခဲ့ဗန်းစကားဖြင့်ပြောလိုက်ခြင်းဖြစ်သည်ဟေးမလိုပါဘူးကွာလက်လေးနဲ့ချွေးကလေးဆိုးအောင်ဒီမာရင်ဒကန်တို့ဖို့စီစဉ်ထားပြီးသားဟိုကောင်လေးငလေးခဏနေအယုံတို့လာဖို့လိမ့်မယ်ဟေးတကယ်လားဟာဒီကောင်ဒါမျိုးじゃအားကိုရာကဲလုံအောင်စားကြစို့ ကိုမြတ်ခံရမည့်အကျဉ်းသားများကိုတုတ်တန်ဇရဲရှိတွင် တန်းစီကထိုင်ခိုင်းထားလိုက်သည်လယ်ပင်တွင် စီတန်းဆွဲထားသော ကျိုးစာကိုဇရဲတိုင်တစ်ခုတွင်အသေးချာပတ်ချီလိုက်သည်ကဲမင်းတို့မှအချိန်ကနိုင်ပိုင်းပဲလိုတော့တယ်ဖျားကိုသာအာယုံနာနာပြုကြကွယ်ဘကောသားတို့ကရှေ့ဆုံးမှအကျဉ်းသားတို့ဤလယ်ပင်မှကျိုးစာကို ခုတ်ပြလိုက်သည် နောက်ထပ်ဘကွက်သားနှုတ်မှအကျဉ်းသားကိုဇယက်နှင့်ခလန်လန်ခြုံွယ်တွင်ရှိသောကျင်းဝစီတို့ခေါ်ဆောင်သွား၏ ဝင်းတို့လားဒါလားကြိုက်တာရွေးကွယ်ဒိုးလက်စများကတိတ်မနာစီပဲမြင်မြန်ပြီးမှာပါအကျဉ်းသားကကျွင်းဝတွင်ဒူးတုံထိုင်ချရင်းမှာဝူဝါဝါများအော်ဟစ်နေသည်ဘကွက်သားတို့ကစိတ်မရှိဟန်ဖြင့်နောက်စိတ်ကို ဝင်းတို့ဖြင့်အားကုန်ရိုက်ချလာ၏ခွက်ခနဲအတန်နှင့်အတူအကျဉ်းသားမှာမြေကျင်းထဲသို့ခွေခနဲလဲကျသွားသည်တည့်ရဲ့လားငါလူငါလက်စငါတည်တယ်ခဏပဲအကျော်ဆွဲမှာ နောက်ထပ်လူ9ဦးမြောက်ကိုတပ်ပြီးတွင်တော့သူတို့တစ်ဖက်နားလိုက်ရသည် ထိုအချိန်တွင်လဲသံတအီးအီးကိုကြားလိုက်ရ၏ငလေငလေကလဲပေါ်မှရဲဦးနှလုံးကိုစွဲချလာသည် နောက်ကြတဲ့ကောင်းလေးရေဒီမှာသွေးမပူပဲလုံနေရတာလက်စရီကြကုန်ပြီမြ мян လားဟာအကိုတို့အတွက်အမီးရအောင်မြင့်ကလေးကော်နေလို့ပါဗျာလာပြီလာပြီငလေကဇရက်ပေါ်တွင်ထိုင်ချလိုက်သည်ခေကောင်နေနင်တို့တောက်ရရှိတာငါတို့ထိုင်မစောက်နိုင်ဘူး နေတော့တတ်စရာရှိမြန်မြန်တတ်ကြတော့ငါတို့လည်းပြန်ရအောင်မယ်။တနက်ကန်ရဲမတူကလဲပေါ်မှာလှမ်းော်ပြောလိုက်သည်။သွေးတော်ကြီးတို့ပြန်ရင်ပြန်ကြပါ။ငါရောပဲကြံတော့တယ်လေ။ကျုပ်တို့တောင်းရင်စားရင်ခပ်ပြေးပြေးလှုပ်လိုက်ပါမယ်။အေးပြီးတာပဲဟေးငါတို့သွားပြီ။တနက်ကန်စစ်တီများကိုတင်လာသည့်လဲကမောင်းထွက်သွားသည်။ရက်ဝိုင်းကပုံမူစူပြေးလာသည်ဇရက်အောက်တွင်မူနာလဲအပါဝင် လူငါးဦးမှာနီးကပ်လာသောတေချင်းတရားအကြောင်းကိုတွေးကတိတ်ဆိတ်နေကြ၏ အခွာသားများသည်အရက်ကိုမော်ရင်တယောက်စွဲကော်ကတည်ရင်ဖြင့်အချိန်ကတရွေ့ရွေ့ကုန်လာသည်နားလဲကုန်မှုမျိုးသမီးနှင့်ဖြစ်သည့်အတွက်နောက်ဆုံးမှကွံ့မြတ်ကြမည်ဖြစ်သည်အကိုတို့ကျွန်တော်လူတစ်ခါမှမတတ်ဘူးဗျအကိုတို့အားကြတယ်ဟာအားကြရင်နောက်တစ်ခါအကိုကြီးကိုပြောပြီးလိုက်ပါကွာအင်းလက်ကတိတ်မရဲသေးဘူးဗျအဲ့ဒါဒီတစ်ခါကျွန်တော်ပေးဆမ်းပါလားပကွက်သားကောင်းဆောင်ကဇရက်အောက်တွင်ရှိနေသောနားလဲကိုကြည့်လိုက်သည် 哦，嫁来嫁来个，好高嘛里边见到人哈，嗯，见到都呢，三弟来没哩，那个没包给阿拉们老年哦，得得住啦。တခါလေအပီးတက်နိုင်မှာကွာစံငင်စံငင်နဲ့သူများကိုဝေဒနာခံစားစေရရင်ပို့ပြီးငဲကြည့်တယ်အင်းဒါကြောင့်ကျွန်တော်စမ်းတာပေါ့ဗျာလှုပ်ပါဗျာပြီးရင်ကျွန်တော်ကျင်းကိုလည်းတခါလေမြေပါပြန်ဖို့ပေးခဲ့ပါမယ် ကဲငါတို့ကလည်းမင်းကလေးဆိုတက်ခဏီနှမျောတယ်ကွာမတက်ချင်ဘူးမင်းမဲလှုပ်လိုက်ကွာမြေပါဖို့ပေးရမှာနော်ဟေးကကျင်းပေးမှာခေါ်ပြားရှိတယ်ကဲသွားတော့မင်းအလှကူတော့လဲငါတို့အေးစေးစေးလေးတကန်လေးတွတ်ရတာဗောကွာငလေးကတက်ကြွတာပြေးကျမ်းမြေပေါ်မှာဝင်းရုပ်ကိုယူလိုက်သည်အခန်း20ဆိုင်